ဖြစ်စင်များအားလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိနေရတဲ့မင်္ဂလာရှိရဲ့အချိန်တွေကိုပိုင်ဆိုင်နေကြပြီးဖြစ်ပြများဝေးกว่าကကိုရစိတ်ပါအကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့နောက်လ ీల အတွင်းကိုစီမှာဘလို့ကြီးမားတဲ့အပြောင်းလဲတွေဘလို့ထူးခြားတဲ့အပြောင်းလဲတွေရှိလာမလဲဒါမှမဟုတ်လဲနောက်လ ీల အတွင်းကိုရဲ့ကံကြမ္မာပေါ့နော်ဒါလေးကအခု zodiac sign နဲ့ဖတ်ပေးရတဲ့နေရာမှာ aquarius တည်းအလှည့်ကြလာပါပြီ aquarius က ဒါကတော့ရေးပုံရအဖြစ်သတ်မှတ်ထားတာပေါ့နော် generally ရသတ်မှတ်ထားတာကတော့ January 20ရက်နေ့ကနေပြီးတော့ February 18ရက်နေ့ပေါ့နော်အဲ့ဒီအချိန်အတွင်းမှာမှွေဖွားမယ်ဆိုလို့ရှိရင်တော့ Aquarius energy ရှိတယ်ပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့ Sun Moon Ascendant Venus က Aquarius ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒီ reading ကိုကြည့်လို့ရပါတယ်ဒါကတော့ general date ပေါ့နော် generally ရပြောထားတဲ့ date ပေါ့အဲ့တော့တရက်ရှိတူတရက်နောက်နောက်ဆုံးတာမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော် So Aquarius did what? Right? Now Lila doing. So now I am a Pianlega Babsimile. Sun, Venus, Ascendant. Aquarius did now Lila Gemma, no, Blue Pianlegrine, Jo Yamle. Pay attention to your walk. အလုံးနဲ့ပတ်သက်ပြီးတော့ဒီမှာမြင်ရတဲ့အရာဆိုလို့ရှိရင်တော့အလုံးနဲ့ပတ်သက်ပြီးအလုံးမှာအဖြစ်အမှောက်တွေကြုံရတာမျိုး ဖြစ်နိုင်နေပေါ့နော်ဆေးရှုပ်စရာတွေဖြစ်လာတာမျိုးပြဿနာတွေရှင်းရတာမျိုးတွေဖြစ်နိုင်တယ်ဒါကอืมကိုအမားကြောင့်ဆိုတာတခြားသူတွေရဲ့အမားကြောင့်လည်းဖြစ်နိုင်တယ်။နောက်ကိုကိုလမ်းမရောက်စေခြင်းတဲ့ပုံစံမျိုးပေါ့နော်။တခုခု အကောက်ကြံနာမျိုးလေးဖြစ်နိုင်တယ်တော့အလုံးနဲ့ပတ်သက်ပြီးတော့တတိထားပါတို့သူပြန်အလုံးမှာကိုယ့်ရဲ့အဲလုပ်ငန်းခွင်မှာပေါ့နော်စပွဲတွေရှိခဲ့မယ်ဆိုလို့ရှင်ဒီမှာအဲစပွဲတွေတတိထားဖို့လိုအပ်တယ်ပေါ့နော်ဒီမှာတွေ့ရတဲ့အရာကတော့음ကိုယ်မနာလိုတဲ့သူတွေရဲ့တိုက်ခိုက်တာနှောက်ယှက်တာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့လေတတိထားဖို့လိုအပ်တယ် you are on the right path regarding sanas part of your life အခုဘဝရဲ့တချို့နယ်ပယ်မှာဆိုလို့ရှိရင်တော့ကိုကလက်မှန်ကိုရောက်နေပြီပေါ့နော်ဖြောင်းဖြောင်းတန်တန်နဲ့ကိုရောက်နေပြီသွားနေပြီဆိုတာမျိုးအဲ့တကြောင်မို့ရှေ့ဆက်သွားသွားရရဲဒါရှေ့ဆက်သွားဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကိုလည်းပြောချင်တယ်အဲ့တော့နောက်လေးလအတွင်းမှာကိုကလမ်းကြောင်းမှန်ပေါ်ရောက်သွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် ါမှမဟုတ်လဲလမ်းကြောင်းအစ်တစ်ခုကိုဖောက်တာဖောက်နိုင်တာမျိုးလည်းဖြစ်နိုင်တယ် psychability trust your intuition အကိုရဲ့ဒီအလိုလိုသိနိုင်စွမ်းကပို့ပြီးတော့ တိုးလာမယ်ဆိုတာမျိုးလိုမြင်တယ်။အဲ့တော့နောက်လေးလအတွင်းမှာတော့ဒီကိုမှာဒီ psychic ability ရှိတယ်ပေါ့နော်။ဒီစွမ်းအင်ကိုဘယ်လိုမျိုးအကောင်းဆုံးအသုံးချရမလဲ။ဒီစွမ်းအင်ကိုဘယ်လိုပုံစံမျိုးနဲ့ဖော်ထုတ်ရမလဲ။ဘယ်အချိန်မှာအသုံးချတင်လဲ။ဘယ်လိုပုံစံမျိုးနဲ့အာယုံကြည်တင်လဲ။အဲ့လိုမျိုးတွေကို ပို့ပြီးတော့သိလာရမယ်ဆိုတာမျိုးပေါ့နော်။နော် I'm a bird အကြောင်းမလို့မျက်စိနဲ့ပတ်သက်ပြီးတော့သတိထားတဲ့နေပေါ့နော် အမြင်အာရုံနဲ့ပတ်သက်ပြီးတော့အာထိခိုက်တာမျိုးတွေဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းလို့အမြင်အာရုံမှာလိုပြဿနာလေးရှိတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် Slowly but surely getting a heart ဖြည်းဖြည်းနဲ့မမှန်နဲ့သာရှေ့ဆက်ပြီးတော့သွားပါကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်လိုက်မယ်ပေါ့နော်နောက်လေးလအတွင်းမှာတော့ဘာမှအစောတလင်းနဲ့ဆုံးဖြတ်ချက်ချတာမျိုးတွေကြက်ကြိုက်ရိုက်ဆုံးဖြတ်ချက်ချပြီးတော့သွားတာမျိုးတွေမလုပ်ပဲနဲ့ ဖြစ်ဖြစ်နဲ့မှန်မှန်နဲ့သာရှေ့ဆက်ပြီးတော့သွားလောမကြည့်နဲ့ပေါ့နော်စိတ်မလောပါနဲ့နောက်တခြားသူတွေနဲ့နှိုင်းရှင်ပြီးတော့လည်းအဲ့လိုကိုကိုအားမလို့အားမရဖြစ်တာမျိုးတွေလည်းမရှိနေပေါ့နော်ကိုသွားတဲ့လမ်းကြောင်းကလမ်းကြောင်းမှန်ပေါ်ရောက်နေပြီဒါပေမဲ့တခြားသူတွေလိုမျိုးဟုတ်ချင်မှာဟုတ်လိမ့်မယ်သူတို့နဲ့မတူညီရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲသူတို့ရောက်တဲ့အချိန်နဲ့လည်းမတူညီရမျိုးလည်းဖြစ်နိုင်တယ် ိုကနောက်ကြကနောက်ကြနေလိမ့်မယ်ဒါပေမဲ့လည်းရောက်သွားမှာကတော့အသေးချပဲပေါ့နော် Someone is trying to come between you and a friend or something you want ကိုနဲ့နောက်တစ်ယောက် မိတ်ဆွေတယောက်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းကိုအလေးထားရဆုံးလူတယောက်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလူနှစ်ယောက်သားထဲမှာကြောင်းဝင်ပြီးနှောက်ရှက်ဖို့စူးစမ်းနေတဲ့သူတယောက်ရှိတယ်ဒါမှမဟုတ်လည်းကိုလိုချင်တဲ့အရာကိုသွားနေလမ်းကြောင်းကိုရဲ့ဒီအလုပ်ကိစ္စလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုရဲ့စီးပွားရေးလည်းဖြစ်နိုင်တယ်တခြားကိုရဲ့ပညာရေးအခြေရေးစသဖြင့်ပေါ့နော်အဲ့လိုမှဝင်ပြီးတော့နှောက်ရှက်ချင်တဲ့သူရှိတယ်ပေါ့နော်ဒါကိုသတိထားဖို့တော့လိုအပ်တယ်အဲ့တော့ဒီမှာကတော့ Fairman လို့ပဲကြောင်းမလို့အသား ထူတဲ့သူပေါ့နော်ယောက်ျားလည်းဖြစ်နိုင်တယ်မျိုးသားလည်းဖြစ်နိုင်တယ်မျိုးသမီးလည်းဖြစ်နိုင်တယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်သဘင်ရောင်ဆိုးထားတဲ့သူလည်းဖြစ်နိုင်တယ်သဘင်ဖြူတဲ့သူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းอืมအသက်ကြီးတဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော်အာဒီလူနဲ့ပတ်သက်ပြီးတော့ဒီလူလည်းဖြစ်နိုင်တယ်ဒီလူနဲ့ပတ်သက်ပြီးတော့သတိထားစရာလေးတွေရှိလာမယ်ဆိုတာမျိုးပေါ့နော်ဒါမှမဟုတ်နောက်တစ်ခုဒီမှာလည်းဒီမှာ an arrogant boastful person you should not cross ဒီလူဒီလူရဲ့မတွေ့ရတဲ့အရာဆိုရင်သူရဲ့မာနအာသူရဲ့အတ္တပေါ့နော်ဒီအရာတွေကိုကိုယ်အနေနဲ့သွားပြီးတော့သွေးတိုးဆန်းတဲ့ပုံစံမျိုးဖြစ်သွားလဲဖြစ်နိုင်တဲ့အလိုတစ်ခုခုပေါ့နော်ချိန်ချောက်တဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်ဒါမှမဟုတ်လည်းထိခိုက်စေတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုပြန်ပြီးတော့တုတ်ပြန်လာတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီလိုနဲ့ပတ်သက်ပြီးတော့တကယ်လို့ ဒီနောက်လေးလောက်အတွင်းမှာဒီလိုလူတယောက်နဲ့ပတ်သက်ပြီးတော့ပြောဆိုဆက်ဆံရမှာမျိုးတွေရှိရဲဆိုလို့ရှိရင်တော့တတိနဲ့ပြောဆိုပြည်မှုဆက်ဆံတဲ့နေပေါ့နော်သူတစ်ဖြင့်အဲ့လိုစုံမဲ့ချက်တွေစိတ်မလောဘူးစိတ်မမြန်ဘူးစိတ်မြန်လက်မြန်နဲ့မပြောဘူးပေါ့နော်နောက်ဒေါသတကြီးနဲ့ပြန်ပြီးတော့မတုတ်ပြန်ဘူးပေါ့နော်အဲ့လိုမျိုးမှားတယ်နဲ့ဆိုတာလို့မြင်တယ်ဘာလို့ဆိုတော့ဒီနောက်လေးလောက်အတွင်းမှာအဲ့လိုမျိုးမမနာကိုဦးစားပေးပြီးတော့ ဒေါသကြီးနဲ့ပြန်ပြီးတော့တုတ်ပြန်တာမျိုးတွေအာအဲ့လိုအမူအရာမျိုးတွေပြတာမျိုးတွေက ကိုယ့်အတွက်ကိုအနေရဖြစ်စေနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့သတိထားတဲ့နေဆိုတာမျိုးတို့မှတ်တယ်ဆိုတာလို့ခံစားမိတယ်။နောက်ဆိုရင်ထေရကနဲ့ထပ်ပြီးတော့ကြည့်ကြည့်ပါမယ်။နောက်လေးလအတွင်းဆမ်မွန် Sun and Venus Aquarius စီစီမှာလို့ပြောင်းနေပြီ။ရှိလာမလဲ။ Wheel of Fortune, mm? King of Swords, oh, all four ones, Judgment, mm? the War. base ကကြတော့ seven of cups တဲ့ကိုယ့်ရဲ့အိမ်မက်ကြီးကိုအကောင့်ထဲပေါ်ဖြစ်နေမယ်ဆိုတာမျိုးလို့မြင်နေနောက်တစ်ခုကိုယ့်အနေနဲ့ရွေးချယ်စရာတွေအများကြီးရှိလာနိုင်မယ်အဲ့ထဲကမှအကောင်းဆုံးရွေးချယ်မှုကိုပြုလုပ်နိုင်နိုင်မယ်ဆိုတာမျိုးလို့တွေ့တယ်ပေါ့နော်음ဆိုဆိုလို့ရှင်လေဒါခုနကပြောရတဲ့အရာဆိုရှင်တော့ကိုယ့်အနေနဲ့အဲ့လိုရွေးချယ်မှုမှန်ကန်သွားတဲ့ခံစားချက်မျိုးတွေ ရှားလိုက်မယ်ဆိုတော့တွေ့တယ်ကံတရားတော့ကိုယ့်ဘုံမှာရှိနေရဆိုတော့တွေ့တယ်ပေါ့နော်ကံတရားရဲ့ကိုလုတ်ခဲ့တဲ့ကံအတိုင်းပြန်ပြီးတော့အကျိုးပေးမဲ့ကာလလို့ပြောလို့ရတယ်နောက်ဆုံးဖြတ်ချက်တွေပြသလာမယ်ဆိုတာမျိုးလို့မြင်တယ်အရင်ထပ်ပို့ပြီးတော့အုံနောက်ကိုပို့ပြီးတော့အသုံးပြုတက်လာပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်နိုင်စွမ်းနေပို့ပြီးတော့တည်တည်သာ တိုးတက်လာမယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်။နောက် communication skill တွေလည်းပို့ပြီးတော့ကောင်းလာမယ်ဆိုတာမျိုးလို့တွေ့ရတယ်။ mm အတွေးခေါ်ပိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ရင့်ကျက်လာမယ်ဆိုတာမျိုး ပို့ပြီးတော့တိုးတက်လာမယ်ဆိုတာမျိုးလို့တွေ့တယ်။နောက်မိသားစုအတွင်းမှာဒါမှမဟုတ်လေကိုချစ်ရတဲ့သူတွေပေါ့နော်ကိုရဲ့ပေါင်းသင်းမိတ်ဆွေတွေလည်းဖြစ်နိုင်တယ်လူလူတွေနဲ့ပျော်ရွှင်စရာကိစ္စတွေရှိလာမယ်ဆိုတော့တွေ့တယ်အမ်စမ်းပွင့်နေမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်တချို့ဆိုလို့ရှိရင်လည်း marriage life ထိသွားတာမျိုးတွေရှိလာနိုင်မယ်ဆိုတော့တွေ့တယ်အခြေသူရေးစားရှိပြီးသားသူတွေဆိုလို့ရှင်လည်းပဲအခြေအနေနဲ့အဆင်ပြေတဲ့ကာလလို့ပြောလို့ရမယ်ပေါ့နော်။နောက်ကျမရဲ့အနေနဲ့ဆိုလို့ရှင်လည်းပဲအဲအရင်ကနေအခုချိန်အထိခံစားခဲ့ရတဲ့ယောဂဝေဒနာတွေကနေပြီးတော့တတ်တာလာမယ်ဆိုတာမျိုးလို့တွေ့တယ်။ပြောရရင်ကိုဘွားရဲ့တစ်စစ်ချိုးပြောင်းလဲမှုတွေလမ်းကြောင်းပေါ်မှာရောက်နေပြီဆိုတော့မြင်တယ်။နောက်ကိုဘွားရဲ့အောင်မြင်ဆုံးအချိန်တခုကို ရောက်ဖို့အတွက်လမ်းမှန်ပေါ်မှာရောက်နေတယ်ဆိုတာမျိုးပေါ့။ အာနကိုဘွားရဲ့ chapter တစ်ခုကိုအောင်မြင်ဆုံးနဲ့အဆုံးသတ်နိုင်မဲ့ကာလာလို့လည်းပြောလို့ရတယ်ပေါ့နော်အကိုစူးစားခဲ့တဲ့အရာတွေအတိတ်မှာကိုစူးစားခဲ့တဲ့အရာ တွေကနေပြီးတော့အောင်မြင်မှုတွေကို ခံစားရရှိလိမ့်မယ်ဆိုတာမျိုးလို့တွေ့တယ်အဲ့တော့နောက်လေးလအတွင်းမှာတော့อืม ခန်းစားကြရစားလို့ရှင်ပေါ့လေလက်တွေ့ကြကြအဆုံးဖြတ်နိုင်စွမ်းကိုအသုံးချပါကိုယ့်ရဲ့ညံရီပေါ့နော်ညံစွမ်းကိုအသုံးချပြီးတော့ရှစ်ဆက်သွားပါနောက်အပြောဆိုပေါ့နော်ဆက်သွဲအခြားလူတွေနဲ့ဆက်သွဲပြောဆိုတဲ့နေရာမှာလည်းပဲအာမပြောခင်တရားလေးစဉ်းစားပါတော့စဉ်းစားပြီးတော့မှ ပြောပါ တော့ကိုဘွားရဲ့တစ်စချိုးပြောင်းလဲမဲ့အချိန်ကိုရောက်နေပြီဆိုတော့တွေ့တယ်ပေါ့နော်ဒီမှာမိချာသုံးကန့်နဲ့ဆိုတော့ကိုဘွားတက်ကိုအဓိကပြောင်းလဲမှုတွေနောက်လေးလာအတွင်းမှာ ဖြစ်လာမယ်ဆိုတော့တွေ့ရတချို့ဆိုလို့ရှိရင်အိမ်တော်ပြုဖြစ်တာမျိုးအာစီလိမ့်မယ်ပေါ့နော်နောက်တချို့ကြတော့လေလူအဟောင်းတွေရဲ့ပြန်လဲပတ်သက်တာမျိုးတွေရှိလာလိမ့်မယ်တကယ်လို့ S ကိုမျောနေတာလူအဟောင်းတွေမျောနေတာဆိုလို့ရှိရင်လေကိုစီကိုပြန်လာပတ်သက်တာမျိုးတွေရှိလာလိမ့်မယ်ပေါ့နော်အဲ့တော့ကိုအနေနဲ့ကတော့ဒီလူကိုလက်ခံတင်လက်မခံတင်ကတော့ သေချာလေးလက်တွေ့ကြကြစဉ်းစားပြီးတော့မှဆုံးဖြတ်ပါခန်းစားချက်ကိုဦးဆောင်ပေးနေပေါ့နော်အဲ့ဒါကိုပြောချင်တာပေါ့နော်နောက်အဲစီးပွားရေးတွေဆိုလို့ရှင်လည်းပဲငွေကြေးပိုင်းစီးပွားရေးပိုင်းနဲ့ပတ်သက်လို့လည်းပို့ပြီးတော့အောင်မြင်မဲ့လမ်းကြောင်းကိုရှာတွေ့လာနိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့တယ်ဘယ်လိုပုံစံမျိုးနဲ့ညှိနှိမ့်နိုင်ရမလဲဘယ်လိုပုံစံမျိုးနဲ့ရှေ့ဆက်သွားရမလဲဘယ်လိုပုံစံမျိုးနဲ့ချဲ့ထွင်ရမလဲအာဒါတွေကိုပို့ပြီးတော့သိလာနိုင်မယ်ဆိုတာလို့တွေ့တယ်ပေါ့နော် နောက်ပြီးတော့တို့နိုင်ငံခြားသွားဖို့စီစဉ်နေတဲ့သူတွေရှိရဲဆိုလို့ရှိရင်သွားဖြစ်နိုင်မယ်ဆိုတော့တွေ့တယ်ပေါ့နော်။နောက်လေးလအတွင်းမှာစီစဉ်လို့လည်းရတယ်။နောက်လေးလအတွင်းမှာ ကိုတကယ်လို့ခုစီစဉ်ထားတယ်။နောက်နေ့ကြံ့ကြနေရဆိုလို့ရှိရင်လည်းနောက်လေးလအတွင်းမှာအဆင်ပြေသွားနိုင်မယ်ဆိုတာမျိုးလို့လည်းတွေ့ရတယ်ပေါ့နော်။တိကျတာကလည်းနောက်လေးလကြော်ဝါးပြီးတဲ့ခါကြောက်ရှင်လေ။ခုလက်ရှိကိုနဲ့ မတူတော့တဲ့အနေအထားတစ်ခုကိုကိုကရောက်သွားမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလက်ရှိဒီကိုဆိုတာကဘာမှမဆိုင်တော့တဲ့လူတစ်ယောက်ဖြစ်နေပေါ့နော်ကြံနေခဲ့မယ်ဆိုတာလို့တွေ့တယ်ပေါ့နော်ပို့ပြီးတော့အဆင်မြင့်တဲ့လူတစ်ယောက်ဖြစ်နေပြောင်းလဲသွားလိုက်မယ်ဆိုတာလို့တွေ့တယ်ဆိုရင်ထက်ကြည့်သွားမယ်နော်လေးလာတွင် curious တဲ့စီမောက်လို့ပြောင်းလဲတွေရှိလားမလဲ ရမယ်အပြောင်းလဲတွေနဲ့ပတ်သက်ပြီးတော့ရောဘယ်လို message ပို့ပေးချင်လဲဒီ anchor stability security playing safe great love support good fortune ဒီပေါ့ repostic cut ကြတယ်ကိုအတွက်ကိုထောက်ပံ့ကောင်းနေရလိမ့်မယ်ပေါ့เนาะနောက်ကိုဘဝအတွက်ကို stable ဖြစ်တဲ့တကယ်ကို ခိုင်မာရည်ရသေးကြတဲ့ ဘဝတစ်ခုကိုတည်ဆောက်နိုင်လိမ့်မယ်ဆိုတာမျိုးတော့မြင်တယ်ကိုကိုတိုင်ကလည်းပဲ safe ဖြစ်တယ်ဆိုတဲ့ခံစားချက်ပေါ့နော်အဲ့လိုညိုးနဲ့ကံကောင်းခြင်းတွေရရှိလိမ့်မယ်ဆိုတာလို့မြင်တယ်နောက်ဘူညီကောင်းတွေလည်းရလိမ့်မယ်ဆိုတာလို့တွေ့တယ်ပေါ့နော်အဲ့တော့ကိုကိုတိုင်ကအခြေခံပြီးတော့အာအတီတကြဖြစ်သွားတဲ့အခါမှာ တခြားသူတွေကိုလည်းပြန်ပြီးတော့ထောက်ပံ့ကောင်းနေပြန်ပြီးတော့ပေးနိုင်လိမ့်မယ်ဆိုတာလို့တွေ့တယ် ခြေနဲ့ပတ်သက်ပြီးလို့ရှင်လည်းပဲအဆင်ပြေတယ်ဆိုတာမျိုးလို့တွေ့တယ်ပေါ့နော်အခြေအနေပတ်သက်လို့လည်းကံကောင်းနေလိမ့်မယ်ဆိုတော့တွေ့တယ်ကိုတက်ကိုအချစ်စစ်ချစ်မှန်နေရှာတွေ့နေမယ်ဆိုတော့လို့ပြတယ်ပေါ့နော်အော် positive ကကြားတဲ့အပြင်ကိုအန်ကာမဆိုတော့ဘဝတက်ကိုရရှိကိုတည်တတ်စေမယ်ဆက်ဆံရေးတွေရှိလာနိုင်မယ်ဆိုတာလို့တွေ့တယ်အဲ့လိုဆက်ဆံရေးမျိုးကိုလည်းတည်ဆောက်နိုင်နိုင်မယ်ဆိုတာလို့တွေ့တယ်ပေါ့နော်အဲ့တော့ကိုအနေနဲ့ကခိုင်မာတဲ့လမ်းကြောင်းတစ်ခု ်ခိုင်ပါတဲ့သုံးမြချက်တွေချလိုက်နိုင်လိမ့်မယ်ဆိုတာမျိုးလို့တွေ့တယ်ခိုင်ခိုင်ပါတဲ့လမ်းကြောင်းပေါ်မှာရှောက်လန်းဖြစ်လိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ကိုယ့်တက်ကိုရေးရှည်ကိုအဆင်ပြေစေနိုင်တယ်ပေါ့နော်ကိုဘွားတက်ကိုအထောက်ပံ့ကောင်းအကူအညီကောင်းနေရပြီးတော့အာလုံးလုံးစိတ်ချရတယ်လို့ခံစားရတဲ့အစစအရာရာပြည့်စုံနေတယ်လို့ခံစားရတဲ့အခြေအနေမျိုးကိုရောက်ရှိလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ် ဲ့တော့ negative အနေနဲ့ကတော့မဖြစ်နိုင်ဘူးလို့ခုခံစားနေရတယ်ပေါ့နော်။နောက်ပြီးတော့နှစ်ရှိအချိန်မှာအခက်အခဲပြဿနာတွေနဲ့တစ်ခုပြီးတစ်ခုအရင်ဆိုင်နေရတယ်ဆိုတာမျိုးအဲ့တော့ကြောင့်မို့လို့နောက်ရောဒီလိုမျိုးပဲကြုံမှာလားဆိုတဲ့အတွေ့မျိုးရယ်ဒီလက်ရှိဖြစ်နေတဲ့အခက်အခဲတွေကနေဘလိုဖြစ်ပြီးတော့ဘလိုလုပ်ပြီးတော့ရုန်းထွက်နိုင်မလဲပေါ့နော်အဲ့လိုမျိုးတွေနဲ့ပြန်ပြီးတော့နောက်ပြန်မဆွဲနဲ့ပေါ့နော်နိုင်ပြီးတော့ H လာတာဆိုတော့နောက်ပြန်သွားတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးမသွားဘဲနဲ့ နိုင်ပြီးလို့ရှင်ထမ်းမဲလာဖို့အတွက်ကိုပဲစဉ်းစားပါအဲ့ဘက်ကိုပဲအာရုံစိုက်ပေါ့နော်အဲ့တော့ကောင်းတာတွေကတစ်ခုပြီးတစ်ခုဖြစ်လာမယ်ဆိုတော့ပုံစံမျိုးနဲ့တော့နောက်ပြီးတပြေပြောလို့ရှင်တော့အိတ်ကနေပြီးတော့နိုင်ကိုသွားသလိုပေါ့နော် negative ကနေ positive သွားသလိုမျိုးပဲသွားပါ positive ကနေ negative ကိုပြန်ပြီးတော့ပြန်ပြောင်းပြီးတော့မသွားနဲ့ပေါ့နော်နောက်ပြန်ပြန်မသွားနဲ့ပေါ့နော်ရှေ့ဆက်လို့ပြီးတော့ကောင်းတာတွေပဲဖြစ်ရမယ်ကောင်းတာလို့လို့ရှင်ကောင်းတာပဲဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးနဲ့သား ရှေ့ဆက်ပါအဲ့လိုပုံစံမျိုးနဲ့သာဖြစ်လာတဲ့ပြဿနာတွေကိုရင်ဆိုင်ပြီးတော့ကြော်လွားပါပေါ်မှာကအခက်ခဲဆိုတာကတော့ဒီတစ်ခုပြီးရင်နောက်တစ်ခုဆိုတာလည်းကြုံအောင်ပါပဲပေါ့နော်ဒါလူတိုင်းလူတိုင်းလည်းဒီလိုပုံစံမျိုးနဲ့ကြုံနေရဖြစ်ကြုံနေရတာပဲဒါပေမဲ့ဒီကြုံလာတဲ့ပြဿနာအဒီအခက်ခဲကိုဘယ်လိုပုံစံမျိုးနဲ့အာရင်ဆိုင်ဖြေရှင်းပြီးတော့ကြော်လွားရမလဲပေါ့နော်အဲ့လိုမျိုးပဲတွေးပေါ့နော်နောက်တစ်ခုကအခုဒီလိုအခက်ခဲတွေကြုံတွေ့နေရတယ်ဆိုတာကလည်း ဒီလိုပုံစံမျိုးဖြစ်တဲ့ကိုကိုတိဆောက်နေတယ်ဆိုတော့အတွေ့မျိုးပေါ့နော်အဲ့လိုအတွေ့မျိုးသာထားပေါ့နော်အဲ့တော့အပြိုင်ဆိုင်တွေတော့ရှိနေမယ်ဆိုတော့တွေ့တယ်နောက်ကိုကိုတိုက်ခိုက်တာမျိုးတွေစကားများပြီးတော့ညင်းခုံရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေလည်းရှိလာနိုင်တယ်ပေါ့နော်ဒီမှာလဲထပ်တွေ့ရတာဆိုတော့လေအဲ့တော့အပြောဆိုကတော့တတိထားပေါ့နော် mm ဘယ်လိုပြောမလဲစကန်နဲ့ရန်ဆဲဆိုတဲ့ပုံစံမျိုးနဲ့ဒါတော့အပြောထက်အလုပ်ကိုဦးစားပေးပြီးတော့ဒါတော့ပေါ့နော်ကိုလုတ်စီရရှိတာအောင်လုပ်ပြီးတော့တခြားသူများတွေပြောတာကိုလည်းကိူးဆိုင်မနေပေါ့နေပေါ့နော်ကိုကိုကိုတိုင်းကလည်းဘာမှပြန်ပြီးတော့တုတ်ပြန်ပြီးတော့ပြောဆိုမနေပဲနဲ့ကိုအလုပ်ကိုဒါကိုအာယုံဆိုင်ပြီးတော့ဒါရှေ့ဆက်ပြီးတော့ဒါပေါ့နော်ပပနနန်းနဲ့ရှေ့ဆက်သွားဖို့တော့လိုအပ်တယ်ပေါ့နော်အဲ့ဒီမှာ21 21ကနှစ်ခါပါတယ်ပေါ့နော် 21ရယ်35ရယ်ဒီရကဒီနံပါတ်ကကိုတက်ကိုထူးခြားတဲ့နံပါတ်တစ်ခုဖြစ်လိမ့်မယ်နောက်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင် W M A ပေါ့နော်ဒါကကိုနာမည်ရဲ့အစစကလုံးလည်းဖြစ်နိုင်တယ်လို့ခုနပြောခဲ့တဲ့ဒီလူပေါ့နော်ကိုဘောတက်ကိုသတိထားရမယ့်လူပေါ့နော်ဒီလူရဲ့အစစကလုံးကဒီ W ရဲ့ M ရဲ့ A ရဲ့ဒါလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ ကိုယ့်ရဲ့အနီးအနားဝန်းကျင်မှာဒီလိုလူမျိုးရှိလာမယ်ဆိုလို့ရှိရင်တော့တတိထားပြီးတော့ဆက်ဆံဖို့တော့လိုအပ်တယ်ပေါ့နော်အလိုလေးတော့ message ပေးထားတယ်ဆိုတော့တွေ့ရပါတယ်အဲဒါကတော့ Aquarius များအတွက် reading ဖြစ်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြည့်ပြည့်အောင်များပြီးကြပါပြီဝေဝစိတ်ပါကြမှာချမ်းသာကြပါစေကောင်းသောလူရင်းစံတာဖန်တမများလည်းပြေပါကြပါစေ မိမိချရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးတစ်စမ်းမှမှာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။နောက်ရီတင်းများမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ရှင်။